ဟုတ်ကဲ့ကိုကျော်မင်းနှောင်းမင်္ဂလာအခုလို ARU ကိုဖြည့်ကြပေးရတဲ့ကျေးဇူးများတင်ပါတယ်။ကျွန်ပရမသုံးမေးချင်တာပေါ့နော်။ဒီ RF ရာနေမှာ ပြည်သူလူထုကိုနှုတ်ဆက်တဲ့ဗီဒီယိုလေးတင်ပြီးရနောက်ပိုင်းမှာ RF နဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်ကအပြောင်းလဲထပ်ဖြစ်လာတယ်ဆိုတာမျိုးလေးတွေပေါ့ကျွန်တော်တို့သတင်းတွေကြားရတယ်။ဆိုတော့အဲ့ဒီအခြေအနေလေးကိုလည်းရှင်းပြပေးပါလားခင်ဗျ။ဟုတ်ကဲ့အခုလို့ကျွန်တော်တို့တကူးတကလာပြီးတော့မေးတာကိုလည်းကျေးဇူးတင်ပါတယ်။အာကျွန်တော်တို့အနေနဲ့ကလည်း RF ပြည်သက်တွေ နှစ်ပေါင်းများစွာအာ RF ကိုဒီဇိုင်းမှာနားထောင်လာတဲ့ RF ပြည်သက်တွေကြီးကြီးငယ်ငယ်ပေါ့နော်အားလုံးကိုလည်းကျွန်တော်တို့ဘာတွေဖြစ်နေလဲဆိုတာကိုလည်းသိပေးချင်တယ်လည်းပါပါတယ်အဲ့ဒီတွေလည်းကျွန်တော်ခုလာပြတခုကမေးတယ်ကျေးဇူးတင်ပါအာအချိန်နေရတော့အားလုံးအားလုံးပေါ့နော်စစ်တမ်းဟိုမီဒီယာသတင်းမီဒီယာကိုစောင့်ကြည့်နေတဲ့သူတွေအားလုံးသိသလိုပဲဒါအမေရိကန်နိုင်ငံကြီးအချိန်နေရအာတကဘာလုံးကစိတ်ဝင်စားတယ်ပြီးတော့နေနဲ့ညမတူဘူးပြောင်းလဲတအားမြန်တယ်အခု သတင်းထူနောက်တစ်ခါသတင်းအပြန်ဟောင်းတော်တယ်မဒါမျိုးတွေအများကြီးဖြစ်တယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့မီဒီယာလောကမှာပါလာဖြစ်ကျွန်တော်တို့မီဒီယာဆိုတာသတင်းမီဒီယာပေါ့ VOA RFA ပေါ့နော် RFA လို့ဒီကျွန်တော်အမေရိကန်ဆိုးရလွတ်တော်ဟာပေါ့အမေရိကန်ဆိုးရထောက်ပံ့တဲ့ဒီသတင်းဌာနကြီးတွေအကုန်လုံးဒီလိုပဲထိခိုက်တာပေါ့ဆိုတော့အမ်ကျွန်တော်တို့တရားရုံးကအာကျွန်တော်အရေးစကားနဲ့ပြောမှာဆိုရင်ကျွန်တော်တို့ဟိုဟို ဗဟုအစိုးရတရားရောအောက်တရားရောကျွန်တော်တို့အနိုင်ပေးတယ်အဲ့မှာအဲ့ဒီအစိုးရအဖွဲ့ရဟိုဒီ USAGM ကိုကိုးစားပြုတဲ့ကိုယ်စားလှယ်ပေါ့နော် carry လိုက်ကနေပြီးတော့သူကနေပြီးတော့အာအယူခံတင်တယ်ချက်ချင်းအယူခံတင်တော့အခုမနေ့မှနိုင်လိုက်တယ်ညနေအယူခံဆက်တယ်အဲ့ကြောင့်ကျွန်တော်တို့ကဒီခုံရုံးကိုရောက်သွားတယ်ပေါ့ခုံရုံးဆိုတာ big goals ပေါ့ဒီ big goals ကိုရောက်သွားတဲ့ခါမှာတခါပထမနှစ်ယောက်နဲ့ဆုံး၃ယောက်နဲ့ဆုံးဖြတ်တယ်၃ယောက်နဲ့ရှုပ်တော့ တော်ရဟိုလည်းဆိုတာလက်ရှိအာသမရာကိုကခန့်ခဲ့တဲ့သူဟာနှစ်ယောက်ပါနေအဲ့ဒါအပြည့်ဟိုတရားသူကြီးအပြည့်နဲ့ပြန်စစ်ပြပါဆိုတော့အာနောက်တစ်ပတ်မှာ၁၁ယောက်နဲ့ပြန်စစ်တယ်ရှင်နေ၁၁ယောက်နဲ့ပြန်စစ်တဲ့ခါကျတော့တခါအာကျွန်တော်သတင်းဌာနတွေကတခါပြန်နိုင်များရောအဲ့ကျတော့လူတွေကအခုပဲရုံးတရားတော့မဲလုံနေတဲ့တခါအာရှုံးတော့ပြန်တော့ရုံးတရားပြန်လို့ဖြစ်ပြောအဲ့ဆိုတော့အမှုက ခုထိလဲကျွန်တော်တို့ဒီအယူခံတရားရုံးမှာအဆိုးရဘက်ကခုထိတော့ဟိုမဖြစ်သေးဘူးပေါ့ဗျာအယူခံဟိုဟိုထက်ပြီးတော့ဟိုမတင်သေးဘူးပေါ့ဗျာပြောရရင်သူကထက်တင်ဟိုဟာအမြင့်ဆုံးတရားရုံးပေါ့ဗျာကျွန်တော်တို့ဗဟုတရားရုံးအချုပ်ကိုရောက်မှာပေါ့သူတို့ကတခြားကိစ္စတွေလည်းတအားများနေတော့အဲ့ဘက်ကိုမရောက်ကြဘူးပေါ့နော်မရောက်တဲ့ခါကျတော့ခုတော်တော်စေအချိန်နေရကျွန်တော်တို့တလာလာချင်းကျွန်တော်တို့အာသတင်းဌာနတွေရန်ကုန်ကိုပေးနေတာဟို အဲတလာချင်းပြီးရနောက်ကြတလာတလာနောက်ကြဒီမှာပြီးတော့ကျွန်တော်တို့ဝန်ထမ်းတွေခေါ်ရလဲခဲ့အဲဘယ်လိုခေါ်ရင်လဲဘယ်လောက်ထိနောက်တစ်ပတ်မရတော့ပဲတရားရုံးတည့်ရင်ကျွန်တော်တို့ပြဿနာတက်တဲ့အဲ့ကြလူတွေကကုလကလန်ပြန်ဖြစ်ပေါ့နော်တနင်းထားလာအဲ့ဒါမျိုးဖြစ်မှာဆိုလို့လောလောဆယ်စောင့်ပြီးတော့အာနောက်နှစ်ဘတ်ဂျက်တော့ရောလက်ရှိအခြေလက်ရှိဘတ်ဂျက်တော့ရော ပေချအောင်ပေါ့နော်လုပ်နေတယ်လို့ကျွန်တော်အဲ့လိုပဲယုံကြည်ပါတယ်ဟုတ်ကဲ့ဒီ RFM BOA မှာဆိုရင်ပေါ့နော်ဒီဒီ contract ဝန်ထမ်းတွေကိုသူကလုံခြံနာစာပို့တာမျိုးကျွန်တော်တို့သိရှိထားရတယ်။ဆိုတော့ RFA မှာဝန်ထမ်းတွေရဲ့အခြေအနေကဘယ်လိုမျိုးဆက်ရှိနေလဲခင်ဗျ။အာကျွန်တော်တို့ကြတော့ကျွန်တော်တို့လည်းအာဒီ contract စာချုပ်ဝန်ထမ်းတွေကိုဒီ match လောက်ကုန်မှာပဲကျွန်တော်တို့ဟိုဟိုပေါ့နော်စာချုပ်ကနေရရတယ်အများစုပေါ့။အာအများစုရရတယ်။အဲနောက်ဒီ ဧပြီလမှာတစ်ခါထပ်ရက်ရတယ်နောက်ပိုင်းအခုနောက်ဆုံးတော့ကဧပြီလကုန်တော့ဆိုရင်အာနိုင်ငံခြားကနေပြီးအမေရိကကိုအလုပ်ဗီဇာနဲ့ရောက်နေတဲ့သူတွေကိုရက်ရတယ်ပေါ့နော်ဒါတွေကလည်းကျွန်တော်တို့တရင်ဟိုထုတ်ပြန်ချက်တွေမှာအကုန်ပါပါတယ် RFA POE ထုတ်ပြန်ချက်တွေမှာပါသလိုပေါ့နော်ကျွန်တော်တို့ RFA ကလည်းထုတ်ပြန်มาအင်္ဂလိပ်လိုပေါ့ထုတ်ပြန်လာဖြစ်ဆိုတော့ဝန်ထမ်းတွေရလုံးလုံးစီရောကျွန်တော်တို့ကဟို follow ဆိုတာလာစာမရအလုံးမလို့ပါပဲနဲ့အိမ်မှာနေပေါ့ဗျာ အဲ့မှာနေရတဲ့အချိန်တွေပေါ့အာစောင့်နေရတဲ့အချိန်တွေပေါ့အဲတချို့ကဒီဝင်ဝင်မရှိရင်နေလို့မရတဲ့အတွက်ကြောင့်မို့အလုတ်ထွက်လုတ်ကြတာရှိတယ်တချို့ကအလုတ်ကနေတမင်ထွက်ပြီးလုတ်တဲ့သူရှိတယ်အာတမင်ထွက်သွားတဲ့သူတွေရှိတယ်နောက်တစ်ခုကတခြားအလုတ်တစ်ခုကိုပြောင်းသွားတဲ့သူတွေရှိတယ်အာအနေအကျင့်ပေါ့နော်အများစုကတော့ကျွန်တော်တို့ကဒီဒီနှစ်ဘတ်ဂျက်အာဒီနှစ်ဘတ်ဂျက်ဆိုတော့9လပိုင်းအထိပေါ့ဒီနှစ်ဘတ်ဂျက်ရအောင်စောင့်နေကြတယ်အမ် နောက်နှစ် budget အတွက်ရဖို့အတွက်ဒါကျွန်တော်တို့ဒီဟို RFA ကောင်းဆောင်မှုဘိုင်းကပေါ့နော်ကောင်းဆောင်မှုဘိုင်းကအဲ့ဒါကိုစူးစမ်းနေကြတယ်ပေါ့နော်ကျွန်တော်တို့တော့လည်းသိထားဒီတရားရုံးမှာ RFA ဘက်ကပြန်ပြီးခုခံအနာတွေရှိရဲဆိုလေဘယ်လိုပုံစံမျိုးနဲ့သွားတရားရုံးမှာပြန်ပြီးရှောက်ထားခဲ့တာလဲတရားရုံးမှာကျတော့ကျွန်တော်တို့ကအချက်တော်တော်များရပါဗျာအချက်တော်တော်များရတယ် ကျွန်တော်တော့ဟိုလုံးစိပစီတော့တခုကျွန်တော်ဟိုပြန်မပြောနိုင်ဘူးတော်တော်ပါတယ်ပါတယ်ပါလဲဆိုတော့အာဒီအဓိကကတော့အာလက်ရှိအုပ်ချုပ်ရေးအဖွဲ့ပေါ့နော်အစိုးရအဖွဲ့ကလွတ်တော်ရဲ့သဘောတူညီချက်ပါပဲကျွန်တော်တို့အဖွဲ့အစည်းတွေကိုဖျက်ခွန်မရှိဘူး။ဒါဆိုကျွန်တော်တို့ကအာလွတ်တော်ကနေဥပဒေပြဋ္ဌာန်းပြီးတော့အလုပ်ခန့်ထားတာပေါ့နော်ဒီအဖွဲ့အစည်းထောင်ထားတဲ့လူတွေကိုခန့်ထားတယ်။အာအဲ့ဒါကြောင့်လဲကျွန်တော်တို့ RFA ကဝန်ထမ်းတွေကို ျွန်တော်တို့ဒီ USA ဂျင်ကတိုက်ရိုက်လာပြီးတော့မင်းတို့ထွက်တော့မင်းတို့ဟိုမလာတော့လည်းမလုပ်လို့မရဘူးကျွန်တော်တို့ကကြတော့ကျွန်တော်တို့ management တသက်ပေါ့နော်ကျွန်တော်တို့ကဟိုရန်ပုံငွေကိုပဲအစိုးရကဥပဒေပြဋ္ဌာန်းပြီးထောက်ပံ့ထားတာဖြစ်ပြီးတော့ကျွန်တော်တို့သတင်းလွတ်လပ်ခွင့်ရှိတယ်ကျွန်တော်တို့ရဲ့စီမံခန့်ခွဲမှုကျွန်တော်တို့လက်ထဲမှာပဲရှိရပါတော့ကျွန်တော်တို့ကောင်းဆောင်ဘက်မှာရှိတယ်အဲ့ဆိုတော့ပထမဆုံးကဥပဒေနဲ့မညီဘူး constitution ကိုချိုးဖောက်တာပေါ့ဒါတရားအမ်အခြေခံဥပဒေကို အာဒီကအခြေခံဥပဒေကိုချိုးဖောက်တယ်နောက်တစ်ခုကသတင်းပြောဆိုခွင့်သတင်းလုတ်ခွင့်သတင်းဟောဗောသတင်းစာလုတ်လက်ခွင့်ကိုချိုးဖောက်တယ်ဆိုတော့အဲ့လိုမျိုးအမှု၅မှု၆မှုရှိရဗျာအော်ဒါကတော့ဥပဒေကြောင်းရသူတင်တဲ့ဟာရောကျွန်တော်ထင်တယ်ခုနှစ်ခုတော့ရှိတယ်ထင်တယ်ပထမဆုံးအဲ့တဆွဲတဲ့ထဲမှာဆိုတော့ဟိုနီလမ်းမကြဘဲနဲ့လှုပ်တယ်ပေါ့ဗျာနီလမ်းမကြဘဲနဲ့လူဟိုစာချုပ်ကိုဖြတ်တာတော့စာချုပ်ဖြတ်တယ်ရန်ကုန်မပြီးတော့လှုပ်တယ် နောက်တစ်ခါတရားရုံးကတစ်ခါအနိုင်ပေးပြန်တော့လေတစ်ခါအာပတ်စံကိုဆက်ချင်းထုတ်မှုပြောနေအာဟိုလိုဆွဲလို့ဆွဲဆွဲနေတယ်ဆိုလိုတာကဟိုဥပဒေနဲ့မညီပဲနဲ့လှုပ်တာပေါ့နော်တရားဥပဒေနဲ့မညီအခြေခံဥပဒေနဲ့လည်းမညီဘူးတည်ဆဲကတခြားဥပဒေနဲ့လည်းမညီပဲနဲ့လှုပ်တယ်ပေါ့ဗျာအဲ့ဒီဟာတွေနဲ့ဆွဲရတယ်ဟုတ်ကဲ့အဲ့တော့ကိုကဒီ RFA မှာဒုတိယဌာနမှတာဝန်ထမ်းဆောင်နေတဲ့ဒုတိယအနေနဲ့အခုလို RFA သတင်းဌာန လူရနာခံရတဲ့ဆက်ပြီးလွှင့်လို့မရတဲ့အခြေအနေမျိုးဖြစ်တဲ့ပုံမှာမြန်မာပြည်သူတွေကိုယ်နေနဲ့ပြည်သက်တွေဗာမြန်တရင်စကားပါရင်လည်းအဲကျွန်တော်တို့အဖွဲ့သားတွေအကုန်လုံးပေါ့နော်ဒါလူဟောင်းတွေပါပါဝင်ပင်စင်ယူသွားတဲ့သူတွေအငိမ့်စားယူသွားတဲ့သူတွေပါပါဝင်ကျွန်တော်တို့ RFA ခုလို့ဟိုပြောရရင်ဟိုတရတပြည့်ကြီးပေါ့နော်ဘာမှဟိုမပြင်းမစင်လိုက်ရပဲနဲ့ပေါ့နော်ဟိုရက်နာသွားရတယ် ဟိုမြန်မာပြည်သူတွေအတွက်ကကျွန်တော်လည်းငငယ်ရ RF နားထောင်ကြီးလာတဲ့သူတွေပေါ့ဗျာဆိုတော့ဒီဟာတွေကဟိုပြည်သူတွေအတွက်ဟိုလွတ်လပ်တဲ့သတင်းဌာနတစ်ခုညော့သွားတယ်ပြီးတော့တချို့ဒါဟိုခင်ဗျားတို့လည်းသတင်းဌာန PRI တို့ BBC တို့ VOA တို့နားထောင်မှုအသံလွှင့်နေသူတွေပေါ့လေ DPP တို့မြန်မာနောင်တို့အများစုကလွတ်လပ်တဲ့သတင်းဌာနတွေမရှိတဲ့ခါကျရင်အာ ဟိုစိတ်ချယုံကြည်ရတဲ့တဲ့အရင်မြစ်တခုညော့သွားတာပေါ့ဒါပေါ့နောက်တစ်ခုကကျွန်တော်တို့ကဒီကျွန်တော်တို့ RK ကအထူးသဖြင့်ဘာလဲဆိုတော့ဟို RK ရမှာပဲတွေ့ရတဲ့ဆောင်းပါးတွေတဲ့င်းတွေမျိုးတွေရှိတယ်အာကို source နဲ့ကိုသွားကြတာပေါ့ကျွန်တော်တို့ကအများသောအဖြစ်အများသောအဖြစ်ကျွန်တော်တို့ကဟိုဒီနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ကစုံစမ်းဖော်ထုတ်တဲ့ report အကြီးကြီးကျွန်တော်တို့လုပ်တယ်ဒါတော်တော်တန်တန် budget နဲ့လုပ်လို့မရတဲ့ဟာပေါ့နော်လူနည်းနည်းနဲ့လုပ်လို့မရတဲ့ဟာပေါ့ အာကျွန်တော်ဟို breaking news တွေကနေပြီးတော့ပြည်သူတွေအတွက်အရေးကြီးတဲ့ကိစ္စတွေပေါ့နော်ပြည်သူနဲ့တိုင်းပြည်အတွက်ပေါ့ပြောမှဆန်အာတရင်လုံးလက်ခုဆုံရှုံသွားတယ်ဗျာပြည်သူတွေပြည်သူတွေနဲ့တရင်ဆိုးဆုဆုံရှုံသွားတယ်ကျွန်တော်တို့နိုင်ငံအတွင်းနဲ့ပြောမှဆိုရင်အာဒီဟို democratic reforms ဟိုဟိုဟို democratic values ပေါ့နော် democratic democracy တန်ဖိုးတို့ democracy ပြည်ပြောင်းလဲတို့ဦးစားပေးပြီးတော့အာလှွန့်တဲ့တရင်ဌာနပေါ့နော်ဆိုတော့ ဟိုကျွန်တော်တို့ကအတိုက်ခံဘက်ကအမြင့်ရက်နေရာလည်းမဟုတ်ဘူးဒီစစ်အာဏာရှင်ဘက်ကအမြင့်ရက်နေရာမျိုးလည်းမဟုတ်ဘူးသို့တော်ကျွန်တော်တို့ကပြည်သူအများပြည်သူတွေအကျိုးရှိမှဟာရယ်ဆိုရင်ကျွန်တော်တို့ကဘယ်ဘက်ကပြည်သူတွေဖြစ်ဖြစ်နဲ့နားတဲ့သူတွေဘက်ကကျွန်တော်ကရက်တယ်ပေါ့နော်အဲ့လိုရက်ပြီးလုတ်ခဲ့တာရက်သွားတယ်ပေါ့ဗျာအာရက်သွားတဲ့အကြောင်းမို့အခုကျွန်တော်တို့ဒီငရင်ပေါ့ငရင်ဖြစ်တဲ့ဟာမျိုးဆိုရင်ဒီစကိုင်းမန္တလေးငရင်ဆိုရင်ကျွန်တော်အားဖြင့်ကနည်းနည်းလေးပဲလုပ်တယ်ဘာမှမလုပ်နဲ့လူလေး9ယောက်6ယောက်နဲ့ပဲကျွန်တော်လုပ်ရတယ်အဲ့ဒါလည်း အော်ဟိုဘာမှဟိုထိထိရောက်မရှိဘူးပဲကျွန်တော်တို့အရင် နာဂက်စ်လိုမျိုးအာမိုခါလိုမျိုးဖြစ်ပြက်တွေနောက်အာရွှေဝါရောင်တော်လှန်ရေးလို နောက်ပြီးတော့အာဒီစေအနာသိတဲ့အခါ coverage ကျွန်တော်တို့အများကြီးလုပ်တယ် extensive လေးပေါ့နော်ကျွန်တော်တို့ထိထိရောက်လုပ်တာအဲ့ဒါကြီးကျွန်တော်မလုပ်နိုင်ဘူးဗျအရေးရဲ့အကြောင်းရဲ့ကျွန်တော်တို့ကြုံလာပြီဆိုရင်အဲသတင်းကိုပဲဒီယုံကြည်စိတ်ချတဲ့သတင်းဌာနတွေကသတင်းကိုပဲနားဆွနေရတဲ့ဒီနေကအပြည့်သူတွေပေါ့ဗျာ အထူးသဖြင့် internet တို့အာကျွန်တော်တို့ telephone line တို့မရတဲ့စီကဟို short wave radio နဲ့နားထောင်ရပြည်သက်တွေအဲ့ဒီပြည်သက်တွေကျွန်တော်တို့သတင်းမှန်တွေမပေးနိုင်ဘူး။စိတ်ချယုံကြည်တဲ့သတင်းတွေမပေးနိုင်တော့အဲ့ဒီအတွက်ကျွန်တော်တို့ကဟိုအများဟိုအများနည်းကစိတ်မကောင်းဖြစ်ရတယ်။ကျွန်တော်တို့ကကျွန်တော်တို့ကျွန်တော်တို့ဟိုတောင်ပိုင်းရိုက်ချိုးခန်းလို့မျိုးအာကျွန်တော်တို့ဒီတရေပြည်သက်တွေကပြောတာရှိရပြောတာရှိရ။အမကိုကလည်းကိုထားလို့လို့မရဘူးလားပေါ့။ ျွန်တော်တို့က RF ကဟိုအဖွဲ့အစည်းအကြီးလေအကြီးတဲ့ခါကျတော့ဒီအတိုင်းသွားဖို့ဆိုရင်ကျွန်တော်တို့ကဟိုကျွန်တော်တို့အနေနဲ့ကလည်းမျှော်လင့်တာပေါ့ဗျာဒါတစ်ချိန်မှမကြခဲ့မှကျွန်တော်တို့ပြန်ပြီးအလုပ်ကောင်းကိုပြန်ဝင်ရမယ်ပေါ့ကျွန်တော်တို့အဲ့လိုမျှော်ချင်တဲ့ချက်လည်းရှိတယ်အဲ့လိုယုံကြည်ချက်လည်းရှိတဲ့ခါကျတော့ကျွန်တော်ကဌာနကဒီအဖွဲ့အစည်းရနေပြီးတော့အခဏဟိုးထားစောင့်ထိုင်းထားတဲ့အချိန်မှာကျွန်တော်စောင့်နေတဲ့သဘောပဲအမ်အနောက်ကျရင်ကျွန်တော်တို့ဟို အမေရိကန်ဆိုးကလည်းမထောက်ပံ့မရှိတော့ဘူးဆိုရင်ကျွန်တော်တို့ RFA အနေနဲ့ကဟိုမြန်မာဌာနပဲဖြစ်ဖြစ်ပေါ့နော်မြန်မာပြည်သူတွေတော့ပဲလုံနေတဲ့တခြားဌာနတွေလည်းဒီလိုဒီတိုင်းနေတူပါပဲဟိုသတင်းမီဒီယာတွေမှာဖြစ်ရလဲတွေ့မှာပေါ့ကျွန်တော်တို့က RFA ရဲ့အမ်ဒီရည်ရည်ချက်ပြီးတော့ RFA ရဲ့ရည်ရွယ်ချက်ပေါ့နော်အဲ RFA ရဲ့လုပ်ငန်းလုပ်ရင်စင်နေလုပ်ပုံလုပ်နည်းတွေဒါတွေကိုကျွန်တော်တို့က နှစ်ပေါင်း20လောက်ကျွန်တော်တို့လုပ်လာခဲ့တဲ့သူတွေဆိုတော့ကျွန်တော်တို့ပျက်စီးမသွားစေချင်ဆက်ပြီးထိန်းသိမ်းထားနိုင်မှုအာအမေရိကန်အစိုးရကရသည်ဖြစ်စေမရသည်ဖြစ်စေပေါ့နော်ကျွန်တော်တို့တစ်ခုခုဆက်ပြီးတော့အာဒီဖွဲ့သားတွေနဲ့ပြန်ပြီးတော့အာရှေ့ဆက်ချီတက်ဖို့ကျွန်တော်တို့စိတ်ကူးစဉ်းစားရရှိပါကိုကနပြောသားတာပေါ့နော် RFA ပြန်လာဖို့မျှလင့်ချက်ရှိရဲဆိုတော့ဘယ်လိုခြေနေမျိုးမှာ RFA ကပြန်လာပြိတ္တရှိကိုပြန်လာနိုင်မဲ့နေထိုင်မျိုးရှိမလဲခင်အာဒီလက်ရှိ အစိုးရအဖွဲ့ရပေါ့နော်ဒီ US agent ကိုလောဆယ်ဥဆောင်နေတဲ့ပုံကိုယ်တွေရပေါ့သူတို့ကနေပြီးတော့အာနောက်ထပ်တရားရုံးဆက်မတက်တော့ဘဲနဲ့အာကျွန်တော်တို့လာစဉ်ပုံမှန်ပေးခဲ့နောက်ထပ်ကျွန်တော်ဒီ budget ရကကျွန်တော်ဒီဒီ banner နှစ်ကပေါ့နော်အာနောက်ထပ်3လလေးလကျန်သေးပေါ့ဆိုတော့3လလောက်ကျန်သေးရောအဲ3လအတွက်ကျွန်တော်တို့ပုံမှန်ရတော့မှပုံမှန်ရနေမှသေချာရင်ကျွန်တော်တို့ပြန်ပြီးတော့အလုပ်ငန်းကိုဝင်ဖို့ အော်အခြေအနေရှိလိမ့်မယ်နောက်တစ်ခုကဘာလဲဆိုတော့လာမယ့်နှစ်ဘတ်ဂျက်ပေါ့လာမယ့်နှစ်အရာသုံးငွေစရဲမှာ RFA အတွက် RFA ကျွန်တော်တို့ခုဟိုသမရအနေပြီးတော့လွှတ်တော်ကိုတင်တဲ့ဟာမှဖြစ်စေ USAGM အကြီးကဲလက်ရှိလက်ရှိတာဝန်ယူထားတဲ့သူကလွှတ်တော်ကိုတင်ပြတဲ့အထဲမှာဖြစ်စေ RFA ကို RFA ကိုဘဝလုံးမယ်ဆိုတော့မပါဘူးပေါ့ဗျာဟို ကုန်ဒီဖိုင်းလုပ်တယ်ငွေပြန်သိမ်းပါဆိုပြီးတော့လွတ်တော်ဒီငွေတော့ approve လုပ်ထားတဲ့ငွေတွေဖြတ်ပေးပါဆိုတော့မှကျွန်တော်တို့မပါဘူးကွနော်ဆိုတော့ကျွန်တော်တို့လူကြီးပိုင်းကစ조사နေကြတာဒါနောက်နေ့ budget တော့ကျွန်တော်ဘယ်လိုရအောင်လုပ်မလဲပေါ့နော်သူတို့လွတ်တော်ကိုယ်စားလှယ်နေတဲ့ဆွေးနွေးနေရရှိတယ်အာမပြတ်ဆွေးနွေးနေရရှိပေါ့နော်နောက်တစ်ခုကဒါပေမဲ့ဟိုလက်ရှိဟိုဒီ USAGM ကကျွန်တော်တို့ထက်ကအကြီးဌာနပေါ့နော်အဲ့ဌာနကိုတာဝန်ယူထားတဲ့သူတွေတော့တိုက်ရိုက်ဘာမှဆွေးနွေးတာမရှိဘူးတိုးတိုးလဲနောက်နေ့အတွက် ကျွန်တော်ကမျှော်လင့်ချက်ရှိရဆိုတာကျွန်တော်ကျွန်တော်ဟိုအပြောက်မခံဘူးပေါ့ဗျာအပြောက်မခံတမျိုးတစ်ဖုံတမျိုးတင်းတင်းကြီးနဲ့ကျွန်တော်ပြန်ရောက်လာအောင်ကျွန်တော်စူးစမ်းတော့မယ်အဲ့အတွက်လည်းကျွန်တော်ရဲ့ဟိုဟိုယုံကြည်ချက်မျှော်လင့်ချက်ရှိတယ်ပေါ့အဲ့လိုတပိုင်းလည်းပါပါတယ်